branded ရည်မွေးတွေနဲ့ cosmetic ပစ္စည်းတွေ over 80%လောက် discount ချတဲ့ Lisa Cosmetics စေကိုဒီတစ်ပတ် Sunday ကတွားပြခဲ့ပါတယ်။ AA ချမ်းချမ်းနဲ့နှစ်နာရီလောက်တန်းစီခဲ့ရပါတယ်။ဒါကတော့ Elizabeth Grant ဆိုတဲ့ brand မှာအဲ့တော့လည်းတစ်ခါမှမမြင်ဘူးဘူးဒါပေမဲ့တော်တော့တုံးကြရတယ်ထင်တယ်။ဈေးကတော်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 ကိုချထားတာဒီလိုမျိုးသူ့ရဲ့ packaging ကတော့ရှေးရောင်းနေရောမပြောတတ်ဘူး 130ကို78ကျက်နဲ့ခြားတာဆိုတော့တော်တော်လေးကိုတန်တယ်အဲ့တော့တခါမှမသုံးဖြစ်ဘူးအဲ့တော့မဝယ်ခဲ့ပါဘူး packaging ကြီးအောင်ရှင်းလာမြန်မာပြည်မှာရောင်းနေတဲ့ပစ္စည်းလို့ထင်တာပဲသူ့မှာမြေတောင်တူရီရောဒီလိုဖြိုဖြတ်ဆက်တဲ့တို့ extension လေးလည်းရှိတယ်အကောင့်တက်တာလည်းရှိတယ်တော်တော်လေးစီးခြားထားတယ်ပြီးတော့ Korean beauty ကိုလည်းအများကြီးပဲခြားတယ် K beauty ကမှပစ္စည်းအစုံကိုခြားတယ် ဈေးကလည်းအပြင်ဈေးနဲ့တော်တော်ကိုကွာအောင်ချထားတာအဲ့တော့ဝယ်ရတာတန်တယ်ဒါက Royal Council ကြီး30ကျော်ဒီမှာ Hada Lab တွေ့ပါပြီစင်ကာပူမှာတော့အဲ့ဒါ3နဲ့ Hada Lab ပို့ဒါကတော့ Shea Matcha တို့ Council ကြီး Conditioner တို့ဘာလို့လဲချရတယ်တော်တော်လေးချရတယ်2ချက်39 3ချက်ဒါကတော့ရေမွေးတွေပေါ့နော်အဲ့ဒါကတော့အတိတ်ကလာတာရေမွေးဝယ်ခြင်းလို့လာတာသူမှလုံးဝ branded ရေမွေးတွေအများကြီးပဲရှိတယ် အခုတော့က main session ကိုရောက်နေတာဒိုချီ governor ကို follow အဆောင်ဆန် forum မှာရှိတဲ့ရီမွေး brand အကုန်လုံးရှိတယ်။အဲ့ဒါအပြင်အရှိလေပိုင်းကရောင်းတဲ့ရီမွေးတွေလည်းအများကြီးပဲရှိတယ်။ဒါကတော့ bakery တော်တော်လေးကိုစီးချတာနော်။အဲ့တော့ဝယ်ရတာတော်တော်တန်တယ်။အဲ့ဒါကြောင့်မို့လဲလူတွေအရန်တိုးကြည့်ပြီးခွဲရတာ။တစ်နာရီလောက်စီးရတယ်။လူပေါင်းတော်တော်ကိုများတာများတာ။ အပြင်မှာတန်းစီကောင်းလို့အေးမိပြီးဖြားချင်တို့တော့ဖြစ်ခဲ့ပါတယ်။ brand တွေကလောက Blendino, Gucci, Concord တွေလည်းရှိရဲ။ဈေးကတော်တော်တက်တာနော်လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်လည်းဒီကားဝယ်ပြီးပေးရင်တော်တော်ဆင်ပြေတယ်။သူက tester တွေလည်းထားပေးရဆိုတော့ဆန်းလို့ရတယ်။ဒါပေမဲ့အစ်စ်တွေကိုတော့ဖွင့်ဆန်းလို့မရဘူး။ဒီ tester လေးတွေပဲဆန်းရမယ်။ brand ပေါင်းစုံရှိရတဲ့ကိုလိုလိုချင်တာမရမှာတော့လုံးဝမပူရအောင်။ဒါကကျတော့ Mason Macrae က replica ဆိုတဲ့ brand သူ့မှာလည်းတော်တော်များများထွက်ထားတဲ့ဟာတွေကရှိတယ်။ဈေးလည်းတော်တော်ချရဲဆိုတော့တော်တော်တန်နေပြောရမယ်။ Iron Jockerotti replica နည်းနည်းအနံ့ကအရင်ပြင်လို့မရှိခဲ့ဘူး။စုံနာမအမျိုးစုံဂျိုးခုံမင်းတော်တော်ရှိတာမင်းကလေးဘက်မှာဆိုလို့ရှိရင်လည်းဂူချီအစုံကိုရှိတယ် ဒီရောလဲရှိရဲ့ Chanel အစုံမျိုးစုံ Sephora မှာရတဲ့ဟာတွေပုံရှိရဲ့ YSL ဈေးကတော်တော်လေးကိုကွာတော့100ကျော်150ကျော်ဆိုလို့ရှိရင်သူတို့စီမှာ50ကျော်80ကျော်လောက်နဲ့ရတယ်။ဒါကတော့ K Beauty တွေဆိုလဲတော်တော်ကိုတန်တာ။ဒါသူတို့ showcase တွေမှာထည့်ပြီးပြထားတဲ့ရင်မွေး brand တွေပါ။ပြီးတော့ဒီ Elizabeth Arden တွေလည်းရှိရဲ့။သူကတော့ရလိမ့်နေကြဒီ lotion မူလေး သူတို့မှာမျက်မှန်ခိုင်းနေလဲရှိရဲဒါတော့စပင်လုံးချက်ဆက်တွေလဲချားရင်20မျက်မှန် frame လေးတွေလဲကောင်းတယ်လို့ပြောရမယ် lipstick တွေပေါ့ lipstick တွေတို့ makeup တွေတော့ကြော်ရိုင်းရမဝယ်ခဲ့ပြီဘူးပြီးတော့တကယ်လို့ဒီမှာ brush ဝယ်မယ်ဆိုရင်တော့ tan တယ်ပြီးတော့သူတို့စီမှာပေါ်တာကအဲဒီလက်သေးနေရဲ့ရန်ပေါ်ရဲ့ OPI နေဆိုရန်ကိုချားတယ်ကဲဆိုလို့ရှိရင် OPI ကပုံမှန်ဈေးနဲ့ဆိုလုံးဝဝယ်တုံးပြမဲ့ပစ္စည်းမဟုတ်ဘူးအရန်ကိုဈေးကြည့်ရ ်စင်ဦးမှာအလောက်ထိဥပယံကအစင်မကြည့်ဘူးဒီရောက်တော့ဥပယံအရန်စီကြည့်အဲ့တော့ဒီမှာဝင်မယ်ဆိုလို့ရှိရင်တန်တန်လေးနဲ့ရနိုင်တယ်ဒါတော့ essence လက်တဲ့ကက်ခွာလေးလည်းရှိတယ်သူတို့မှာ stellar ရှိတယ် nars ရှိတယ် branded ထင်ရဆိုလို့ရှိရင်ပြီးတော့ elizabeth arden ကငါကျော်တော့ skin care တော်တော်လေးခြားတယ်အဲ့တော့တစ်ဆက်ဝင်လာတယ်သူ့မှာခြားတော့မှတော်တော်ခြားတာเนาะဈေးကလေးလုံးဝ share ရခြားတာအ 39ချက်ကို14နဲ့ချ14ချက်နဲ့ချတာတချို့ဟာရဲဆိုလို့ရှိရင်မျက်နှာသစ်ဆေးတို့ပါလို့ဆိုတော့10ပဲဒါကတော့ new ဆိုရယ် brand လည်းတခါမှမသုံးဘူး body lotion တွေများတယ်ဒါကတော့အပြန်မှလည်း Luria Tansy နေတော့မယ် weekend ဆိုရင်တော့တော်တော် Tansy ရပါတယ်ဒါကတော့ location နဲ့အချိန်နဲ့ရက်တွေဖြစ်ပါတယ်ဒါအရရခဲ့တဲ့ပစ္စည်းတွေပါ bye bye